မင်္ဂလာပါခင်ဗျာ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီတကဖတ်ပြမယ်စာအုပ်ကတော့ဂျင်းမုံဦးတောင်းရေးသားထားတဲ့သတင်းစာတို့လွတ်လပ်တော့ခစ်ဗမာခင်မဂျင်းမုံတိုးဆိုတဲ့စာအုပ်ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ဂျင်းမုံဦးတောင်းအောင်ပလာဆိုရင်မြန်မာနိုင်ငံမှာသတင်းစာလုပ်ငန်းသက်ရှေ့ကြဆုံးဖြစ်တဲ့ပြည့်စစ်အစိုးရများကထောင်သွင်းခြင်း သတင်းစာကိုသိမ်းခြင်းပစ္စည်းများကိုသိမ်းခြင်းတိုင်းပြည်မှာနှင်ထုတ်ခြင်းစသည်တို့ကိုခံနေရသူဆရာကြီးဂျင်းမော်ဦးတောင်းရဲ့ရှေးကစာအုပ်ကောင်းတအုပ်ကိုခုခေတ်လူငယ်တွေအရသာခံနိုင်ဖို့အတွက်ပြန်လည်ပုံနှိပ်ထားခြင်းဖြစ်ပါတယ်ဒီဦးတောင်းရေးခဲ့တဲ့စာအုပ်တရားဆိုရင်မိမပုံမြင်အောင်ပလပြဆက်များတဝကူမဂီတအိတ်ချင်းပြေအေဝံမေတုတံအောင်ပလေ လူတို့နေ အောင်ဘလွန်လက်ငင်းလက်တွေ့ဗုဒ္ဓဝါရဆွေမိတ်မျိုးမိတ်တမိုင်းဝင်ပြဆက်များကြည်တော်သူမြည်ဤကျွန်တော်ကြားဘူးတို့ပြောဆိုပါမည်ဆိုဗီယက်ဟာတာနိုင်ငံအရေးဗမာခေတ်မှဂျေးမုံတို့မန္တလေးမှ မော်စကိုတို့ဝါရှင်တန်တို့ သတင်းစာဆရာတို့ဗမာနိုင်ငံဥနေဝင်းနှင့်လက်မယွန်းအာနာသားများဘိုနေဝင်းဤစစ်တမျလန်းစဉ် a journalist a general and an army in burma ဆက်ရန်ရှိသေးသည်ဘလူးတို့ရွာ a journalist and a queen ဘိုနေဝင်းဇလန်းရှုပ်တမျဆိုတဲ့စာအုပ်တွေပဲဖြစ်ပါတယ် ဒီအခုဖတ်ပြမယ်ဆရာကြည်မုံဦးတောင်းရဲ့တရေစာစုလွတ်လပ်တော်ခစ်ဆိုတဲ့ဇာတ်ကိုမာတိကာဒီလိုစီထားပါတယ်ဘရဝသုံးအနေနဲ့ကြည်မုံကိုတောင်းနေတန်းဆိုတဲ့အမည်နဲ့ဆရာညိုမြကရေးသားထားပြီးတော့ဇာရီသူကိုယ်တိုင်အမာတိုလေးတစ်ခုရဲ့စာပေဦးရဲ့ဆိုပြီးတော့ရေးသားထားပါတယ်အဲ့ဒီနောက်ဗမာခင်မှကြည်မုံတို့ဆိုပြီးတော့နေစားသတင်းတောက်ကလေး တက်ခောက်၍ပြန်ပြီးလောစီတော်မြင့်ကိုကန်ထုတ်ခြင်းသာပေလောကတို့မြ мян သေးပါသည် မကောင်းကြံမိခြင်းမြမသတင်းစာများခစ်တလောက်ကြံမှုသတင်းကြီးအရက်ကိုအဖော်လောက်ခါမတာသတင်းတော့မိကုန်းပေါက်ကြမှုသတင်းတပ်ပုံအရိုင်းလှအရီတာဘဝငတ်သဖြင့်ဇက်ကခြင်း နယူတိုင်းသတင်းတောက်ဗမာခေတာဝန်ခံအယ်ဒီတာ အမိတ်ချွေးမအတရေဖြတ်မှုများလမ်းကျုပ်သတင်းသတင်းကောင်းစဉ်ဖူးစာရှင်အလိုရှိသည်ဆောင်ရီတိုးတော်တာပိန်နဘောဟာရတဲ့နှင့်အမိတဲ့သတင်းစာတို့၏အချစ်စမ်းသံကျေးမုံနှင့်ဦးနု တနှစ်သားမြန်မာပြည်တယ်လီဖုန်းခေတ္တတို့သတင်းစာဗဟေတိတိုက်ပွဲဗမာခေတ်ကိုစွန်ရပြီဂျင်းမုံကြီးအစသတင်းစာပုံနှိပ်ဆက်များသူနှစ်အမှန်တရားသတင်းစာတိုင်းနှင့် အမျိုးသမီးနိုင်ငံသားတို့ဂျင်းမုံမခင်တိုင်းတုံသတင်း မင်းပြောင်းမင်းလွယ်ထိမ့်သိခံရခြင်း တို့ပဲဖြစ်ပါတယ်။ဒါကြောင့်အခုပရမသုံးအနေနဲ့ကျင်းမုံဥတောင်ဏ္ဍန်ဆိုပြီးတော့ဇန်ညိုမြရေးသားခဲ့တဲ့စာလေးကိုအရင်ဖတ်ပြမှာပဲဖြစ်ပါတယ်။ကျင်းမုံဥတောင်ဏ္ဍန်ညိုမြရေးသည်၁အောင်ဗလာကောကိုတောင်းနေကျွန်တော်တို့မှာဗမာကေတောရကျောင်းနိုင်၎င်းအင်းစိန်တောရကျောင်းနိုင်၎င်းကျောင်းထိုင်ခဲ့ကြဘူးသူဖြင့်ကျောင်းနေဘက်များကိုခေါ်ဆိုနိုင်ပါသည်။ တက္ကသိုလ်မှလိုပင် ကျွန်တော်ကအသက်ကြီးဝါကြီးသောចောင်းသားကြီးဖြစ်လျက်ကိုတောင်းကတိုက်ငယ်ဝါငယ်မောင်တစ်လွင်သဘောမျိုးဖြစ်တော်လေထိုတော့ရចောင်းတွယ်များအဖြစ်နေကចောင်းနေဘက်ပင်ဖြစ်နေပေသည်ကျွန်တော်ဒီမြမပီဤပထမသတင်းစာပညာတော်သည်အဖြစ်ဖြင့်စစ်ကြိုခက်ကဘီလက်တို့ရွေးချယ်ဆေးလွှင့်ခံရ၏ဘီလက်တို့ရောက်ချိန်တွင်ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ရာ ကျွန်တော်တက်ရောက်ရမည်လန်ဒန်ကောလေးပါစစ်ကိုအကြောင်းပြကအကန့်အသတ်မရှိပြိလိုက်လေသည်ထို့ကြောင့်အစိုးရကအခြားသတင်းစာသင်တန်းအကြောင်းများရှာဖွေရာတွင်အမေရိကန်ပြည်ချီကာဂိုမြို့၌တင့်တော်သောတက္ကသိုလ်တစ်ခုတွေ့ရှိခဲ့ပြီးအမေရိကန်ပြည်၌တက္ကသိုလ်ပေါင်း2000ကျော်ရှိသည့်အနက်တက္ကသိုလ်200ခန့်တွင်သတင်းစာသင်တန်းများပူးတွဲထားရှိပေသည်ယင်းတို့တွင်1နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်2ချီကာဂိုမြို့ရှိ အနောက်မြောက်တက္ကသိုလ်နှင့် မစ်ဆိုရီပြည်နယ်တက္ကသိုလ်တို့မှတရင်းစာသင်တန်းပေးရ၌အစဉ်အတန်းအမြင့်ဆုံးဟုနာမည်ကြီးကြသည်အစိုးရကကျွန်တော်အားချီကာဂိုမြို့သို့ပို့ဆောင်ခဲ့ရ၌ကျွန်တော်သည်နှစ်နှစ်ကြာသောအခါအနောက်မြောက်တက္ကသိုလ်မှတရင်းစာပညာမဟာဝိဇ္ဇာဘွဲ့ကို ကောင်းစွာ စုကူးနိုင်ခဲ့ပါသည်ကိုတောင်းဤစာအုပ်အတွက်ဏ္ဍန်းရေးရာတွင်အဘယ်ကြောင့်ကျွန်တော်၏အကြောင်းအရာများကိုတောက်တက်ပမာကိုယ်ဤသွေးနေသည်ဟုမေးဝယ်ရှိပါသည်သို့သောဆက်ဖက်ကြပါဟုသာပြောလိုပါ၏ 1940ခုနှစ်ကလန်ဒန်မြို့သို့ကျွန်တော်ရောက်ရှိချိန်တွင်ကျွန်တော်တက်ရောက်ရမည်တက္ကသိုလ်ကြီးကျောင်းပိတ်သွားတဲ့ကဲ့သို့1942ခုတွင်ကျွန်တော်သတင်းစာပွဲရရှိကပြီးတော့ပြန်ပြီးပြုစဉ်မြမပြည်ကြီးမှလည်းဂျပန်များလက်အောက်သို့ကြာရောက်ကကျွန်တော်အဖို့အိမ်ချန်တကာပိတ်သွားလေတော့သည်အမေရိကန်ပြည်၌တောင်တင်ကတက္ကသိုလ်များ၌၎င်းအစိုးရဌာနများ၌၎င်းလှည့်လည်အလုံးလုံးနေခဲ့၏အမေရိကန်များကသဘောကောက်ပါသည်ကျွန်တော်က ခမရုံစီမံနေရတာကြာတော့ပြင်းလာပြီရွာကိုလွမ်းလာပြီဒါကြောင့်မြန်မာပြည်နဲ့နေရအရက်ကိုပို့ပေးစမ်းပါဟုပန်ကြရရတွင်အာတန်ပြည်ရှိအမေရိကန်စစ်စခန်း၌ပြန်ကြားရေးအရာရှိအဖြစ်ပို့ဆောင်ခဲ့ပေသည်အိန္ဒိယပြည်၌တပ်ဖုံးကြီးဦးသိန်းဖေမြင့်သည်အင်္ဂလိပ်များနှင့်ပူးပေါင်းကာလေနက်သားသတင်းစင်ထုတ်ဝေတဲ့ကဲ့သို့ကျွန်တော်လည်းအမေရိကန်များနှင့်ပူးပေါင်းကာလင်းယုံသတင်းစင်ကိုထုတ်လုပ်ခဲ့ပါသည် လေနက်သားနှင့်လင်းယုံနှစ်ဆောင်စလုံးပင်ဂျပန်ခေတ်အတွင်းမဟာမိတ်လေယာဉ်များမှာ ကျဲချပြီးတော့ရွှေပေလွှာများဟုဆိုရပေပြီ။စေအတွင်အနောက်မဟာမိတ်များဘက်သို့ရောက်ရှိနေသောကျွန်တော်တို့ဖို့လောက်ွက်ရှိသလောက်လှုပ်ခဲခြင်းဖြစ်၏။အနုမြူဘုံကြောင့်စစ်ကြီးမှလည်းတရောတော်ပါပြီးဆုံးသွားပါသည်။ကျွန်တော်လည်းအမေရိကန်များနှင့်အတူရန်ကုန်သို့ပြန်လည်ရောက်ရှိလာပြီးများမကြာမီအလုံးမှနှုတ်ထွက်ကာကိုတောင်းတို့ရှိရာဗမာခေတောရာကျောင်းသို့ရောက်ရှိခဲ့ပါသည်။ဗမာခေမှာညံပူဇော်ကမှလစဉ်ငွေ300ကျပ်ကျော်ကျော်ဖြစ်လျက် အမေရိကန်များနဲ့လုံစင်ကစီခဲ့သော လာက1600ကျပ်နဲ့အတော်ကွာချပေသည်သို့တော်ထိုစင်ကမြန်မာသတင်းစာလောကတွင် ထိုနှုံးလောက်သာတက်နိုင်ကြသည်မဟုတ်ပါလောထိုမှတပါလေပညာတော်သင်တဦးဤတာဝန်နှင့်ဂုဏ်သိက္ခာမှာငွေကြေးနှင့်မသက်ဆိုင်ပါသည်ဇာနယ်စင်းလုံသားတဦးအနေဖြင့်ရောက်ရာဘဝမှာ ကောင်းကျိုးပြုရပေမည်ရေမြင့်ကြာမြင့်ဟူသကဲ့သို့ကိုတိုင်းပြည်ကိုလူလူနှင့်အတူသာလျှင်အမြဲတစေမကင်းကွာပဲ တက်ကြေးကြခြင်းရှိရမည်မဟုတ်ပါလော။ဗမခေဦးအောင်ခေမှာစာတက်ပေတဲ့ပုံကိုယ်တဝက်နေဖြင့်ကြော်ကြားခဲ့သူမဟုတ်ပါ။သို့တော်သူသည် အောက်တက်ကြေးသူဖြစ်၏။ပညာရေး၌၎င်း၊စီးပွားရေး၌၎င်း၊ကိုရုကိုကျွန်းတက်လန်းရှာခဲ့ရာမှာလုပ်ငန်းတရက်ကိုကောင်းစွာတူတောင်းကတိတ္တပင်ကောင်းငှက်တပေါင်းချမ်းသာစေသောအဖြစ်ကိုစွမ်းဆောင်နိုင်ခဲ့ပေသည်။ပဲရောဥစန္ဒီတီ၎င်း၊ဟန်တာရီဥညွန့်တီ၎င်း၊ဥညီပုအစရှိသော မြန်မာအစွေညီနောင်များတည်၎င်းအလားတူလုပ်ငန်းရှင် ကုသိုလ်ရှင်ကြီးများပင်ဖြစ်ပေသည်။ဥုံခင်သည်လုပ်ငန်းရှင်တဦးအနေနှင့်တော်တီဟုပင်ဆိုရပါမည်။အုတ်ချုပ်ရေး၌အောက်ခြေသိမ်းစိစက်ကျွမ်းကျင်က တပြားနှစ်ပြားခွာယူတတ်ပြီးသူတို့အမျက်များများကြံအောင်လှုပ်တက်ခြင်းကိုမဆိုလိုပါ။ထိုအမျက်စွန်းတော့ကိုမမောပိုက်ထွေးလိုခြင်းမရှိပဲရပ်ပိုင်ရခအရေးကြုံလျက်အလုံးစွန့်နှုတ်စွန်စားနိုင်သောသဘောရှိသူဖြစ်၏။ ။တရင်းစာလောကတွင်တည်င်းအမျိုးမျိုးလက်ခံလျက်ဝေပန်ချက်အဖုံဖုံရေးသားရသည်ဖြစ်ရာဒီသူလူလူနှင့်၎င်းအစိုးရနှင့်၎င်းအမှုကိစ္စအမျိုးမျိုးကြုံတွေ့နိုင်ပေသည်။ဗမာခင်၌ကျွန်တော်တို့ရှိစဉ်ကဥုံခင်သည်လုပ်ငန်းရှင်အနေဖြင့်အရေးကြုံလျင်အမြဲပင်တက်လုံကောင်းသူဖြစ်ခဲ့ပေသည်။တရင်းစာတစောင်းထူထောင်ရာတွင်အက်ဒီတာဌာနနှင့်အုပ်ချုပ်ရေးဌာနရှိသမျှဖြစ်ရာကျွန်တော်အနေဖြင့်အုပ်ချုပ်ရေးဌာနသည်ပို၍အရေးကြီးသည်ဟုထင်ပါသည်အက်ဒီတာလုပ်သူမျာ မြည်မြတော်စီကမူအုတ်ချုပ်ရေးဌာန၌ဗျံပရာဖြစ်နေပါကတတ်ဆိုးမရှိနိုင်ပါအုတ်ချုပ်ရေးဘက်၌ကျွမ်းကျင်တက်မှတ်လျင်ကအဲဒီတာများညံပြင်းစီကမူပြောင်းလဲခန့်အပ်ခြင်းဖြင့်အတွန့်ရှိနိုင်ပါသည်ဥုံခင်မှာအုတ်ချုပ်ရေးဘက်၌ခေါင်းစွာအခြေဆိုင်တူပြီးမှအဲဒီတာကောင်းများရှာဖွေက သူကိုယ်တိုင်လဲစာပေဘက်သို့လိုက်စားခဲ့သူဖြစ်၏မြမသတင်းစာသမိုင်းကိုလေ့လာရင်လေမြမအလင်းသတင်းစာတိုင်းနဲ့ဟန်သာဝတီရန်ကုန်တိုက်တို့သည် အုတ်ချိုရဲ့ဘက်ကိုအဓိကထားသောစနစ်ရှိသည်ကိုအများသတိပြုမိကြပါမည်။နိုင်ငံသားရဲများရှိသတင်းစာတိုင်းများမှာလည်းအများအားဖြင့်ဤနည်းနှင်းနှင်းပင်ဖြစ်ကြ၏။သို့သောတူရိယသတင်းစာတိုက်ကိုလေ့လာခြင်းကတမျိုးတွေ့ကြပါမည်။ဗာကြီးပါဘေအမှုပြုသော နိုင်ငံရေးကောင်းဆောင်ကြီးများကတူရိယတိုက်ကိုစတင်ထူထောင်ရာတွင်ထိုပုဂ္ဂိုလ်ကြီးများမှဉာဏ်ပညာပြည့်စုံပြီးဖြစ်လျက်စီမံကိုယ်ကဲရာ၌လည်းအတွေ့အကြုံများခဲ့သူများဖြစ်၏။ လုပ်ငန်းရှင်သည်ပညာရှင်လည်းဖြစ်သောကြောင့်ဘာကြီးဘာဘီကဲ့သို့သောစွဲဆောင်ဆရာကြီးများလက်ထက်တွင်မမမမတဟုန်တဲ့တိုးတက်ခဲ့ခြင်းဖြစ်ပေသည်အရီတာဘတ်၌၎င်းအုတ်ချုပ်ရေးဘတ်၌၎င်းဘာကြီးဘာဘီကဲ့သို့နှစ်ဖက်ချုံနှမျိုးရဇာနေစင်းသမားများကရှာမှရှာပေသည်ဘမခေတ်တည်င်းစာတိုင်း၌လုပ်ငန်းရှင်ဦးအုပ်ခင်သည်အရီတာမျိုးမျိုးရှာဖွေအားကိုးခဲ့ရာမှာအောင်ဗလာကောကိုတောင်းနှင့်ကြုံတွေ့ခဲ့သည်မှာ သူတို့နှစ်ဦးနှစ်ဖက်အတွက်အတော်အဆင်ပြေသည်ဟုဆိုရပေမည်။အဘယ်ကြောင့်ဆိုသောကိုတောင်းသည်လူငယ်ပင်တော်ညာလဲဘာကြီးပါပေ၏ပါရမီမျိုးဗီဇပါစီလျက်အဲရီဒာအလုံးနှင့်အုတ်ချုပ်ရေးတာဝန်များကိုဘာမှဝင်မလေးသလိုခက်အေးအေးပူးတွဲရွက်ဆောင်နိုင်သူ ဖြစ်ရပေသည်။ကျွန်တော်သည်တရင်းစာပညာတော်သင်ဖြစ်ခဲ့ပါ၏နိုင်ငံသားမှပွဲရခဲ့ပါ၏။သို့သောအဲရီဒာဌာန၌သာဝါသနာပါလျက်အုတ်ချုပ်ရေးတာဝန်ကိုနည်းနည်းမျှအလိုမရှိပါ။ ငွေလည်းမကင်တဲ့စရင်းအင်းကိုလည်းမကြည့်ချင်ပါလုပ်ငန်းနဲ့ပတ်သက်သောဂိမ်းကရက်နှင့်တိုလီမိုလီပြဿနာများမှာအတွေးသမားအရေးသမားကလောင်ရှင်အဖို့စူးညောင်ခလုံများသာတည်းဟုယူဆပါသည်ထို့ကြောင့်ဗမာခေတ်တောရအကြောင်း၌တဝါဆိုခဲ့ပြီးနောက်အိုးဝေသတင်းစာတိုက်ကိုကျွန်တော်ကိုယ်တိုင်ဦးစီးထူထောင်သောအခါတို့တိုက်ခြင်းမရှိဘဲကြာမြင့်စွာလုံးလည်လိုက်ခဲ့ခြင်းဖြစ်ပါသည်အောင်ဗလာကောကိုတောင်ကအတောင်လက်မဆုံသေး၍ ဗမာခေတ်၌ပင်၄၅နှစ်ဝါဆိုပြီးမှတစင်ထောင်သူဖြစ်ပါသည်သို့တော်သူကဗာကြီးပပေကဲ့သို့နှမျိုးရာအော်ဒီမန်စာချုပ်ဖြစ်၍သူထူထောင်ကျေးမုံတရင်စာမှာစတင်ထုတ်ဝေသည့်နေ့မှစ၍တချိန်တိုးတက်ကကောင်းကင်လေမိနေပြီဖြစ်ပါသည်ကျေးမုံသည်ကိုတောင်း၏လက်ထက်၌၎င်းဤသူပိုင်လှုပ်ပြီးချိန်၌၎င်းသူ့မူသူ့ဟန်အတိုင်းဘယ်သောအခါမျှဆောင်ရီကြဆင်းပွဲမရှိပါရဲ့ ထို့ကြောင့်ကျွန်တော်ဒီပြီးလက်ပြန်သတင်းစာသမားတအူးအနေဖြင့်ဖြောင်းချက်ပေးရသည်ရှိသော အောင်မြင်သောစာနယ်ဇင်းသမားတအူးဖြစ်မြောက်ရန်ပြီးလက်သွားတရားမလိုပါဘိုးဝစီရသည်၎င်းပါကြီးပပေသည်၎င်းကိုတောင်းသည်၎င်းပညာတော်သင်များမဟုတ်ပါလုပ်ငန်းနှင့်ပတ်သက်သည့်အဖက်ဖက်တွင်စိတ်ဝင်စားမှုလေးလာမှုသည်အ धिक လိုအပ်သောအရေးအချင်းပင်ဖြစ်ပါသည်ပြီးလက်ပြန်သတင်းစာသမားဖြစ်တော်ညလည်းအထက်ပါခြံပေါက်ဆွဲစုံဆရာများလောက်မစုံသည်မှာကျွန်တော်အဖို့ရှက်ဖွယ်ဖြစ်ပါသည် သို့တော့ကျွန်တော်ဤပန်း၌လည်းအလားတူမစွန်သောပုံကိုကျော်ကြီးများရှိနေသဖြင့်အဖော်ကောင်းများရရှိနေပါသည်လယ်ဒီပန်ဒီတာဥမောင်ကြီးသည်၎င်းတခင်ကိုရောမိုင်းသည်၎င်းစာပေပန်း၌သာစိတ်ဝင်စားခဲ့ကြပါသည်ဇယင်အင်ကိန်းကနန်းစသော အုတ်ချုပ်ရီဘာဟီယာများကိုလွန်စွာဆက်ဆုပ်သောအရီတာကြီးများဖြစ်ခဲ့ကြပါသည် ထို့ကြောင့်လည်းထိုဆရာကြီးများမှာဘယ်သောအကားများလုပ်ငန်းရှင်၏စီစဉ်မျိုးကိုမဆန်သားရပဲ ဖြစ်သလိုနေတိုင်းစခန်းသွားခဲ့ကြပါသည်သူတို့အနေဖြင့်လဲတိုင်းပြည်ကိုကျေးဇူးပြုနိုင်ခဲ့ပုံမှာ ကျွန်တော်တို့လိုနောက်လူ ग् ွားစားများအတွက်အားတက်စရာပင်ဖြစ်တော်၏၃ကိုတောင်းသည်အင်္ဂလန်ပြည်တွင်စောင့်ရည်အများဆုံးထုတ်ဝေရသော Daily Mirror သတင်းစာကြီးကိုအတုယူကကျင်းပုံသတင်းစာကိုထုတ်ဝေခဲ့ခြင်းဖြစ်ပြီးပုံသဏ္ဍာန်အချို့အစားအထားသို့အတိအပြန်အထည်အငေါ်မှစ၍ အလုံးပုံတူပြုလုပ်ခဲ့ပေသည်ထို့ကြောင့်လည်းတက်ရက်စင်ကြဲသောရှေးဘေးသတင်းစာအဖြစ်သို့ရောက်ရှိခဲ့ပေသည်သို့တော့ကိုတောင်းဤကျင်းမုံသတင်းစာကိုကျွန်တော်မကြိုက်သောအချက်တစ်ခုရှိပေသည်ထို့အချက်ကပတ်လိုက်ခြင်းပေသည်ဤခေတ်တွင်ကြီးပြင်းလာသူများဖြစ်သည့်အလျောက်လက်ဝဲဖက်ရှင်ကိုလိုက်စားကအလံဖြူအလံဒီအငွေ့အသက်မကင်းသောသတင်းစာဖြစ်ခဲ့ပေသည်အရှိလက်ဝဲအုပ်စုမှသတင်းစာများကိုအသားပေးလေရှိပြီးအနောက်လက်ရာအုပ်စုမှသတင်းများကို အမီးတက်ခြင်း နှကမ်းမွေးဆွဲထည့်ခြင်းလုံးဝမှောက်ချကအမိုက်ပုံနဲ့တက်ပစ်ခြင်းများကိုကျင်းပေါ်ကပြုလုပ်လေရှိခဲ့၏။တရင်စာတစောင်းနေဖြင့်မိမိနှစ်သက်ရာဝါရသဘောတရားကိုဦးစားပေးနိုင်ပါ၏။သို့သောခေတ်ကာလလျောက်မိမိတိုင်းပြည်အခြေအနေရလိုအပ်သောကမ္ဘာတရင်ဗဟုသုတများကိုကမကွယ်မဝှက်ဟုတ်တိုင်းမှန်ရာတင်ပြသင့်ပေသည်။ကျွန်တော်တို့မြန်မာပြည်သည်ဗရိတိခေတ်၌၎င်း၊နေချက်ခေတ်၌၎င်းကမ္ဘာဗဟုသုတများကိုတစ်ကြိမ်တစ်ခါမျှ စုံလင်းစွာလေ့လာခဲ့ဘူးသည်မရှိသေးပါအုပ်စိုးသူများ၏ပိုင်းငွေအတွင်း၌ပင် ရောင်းဝါးဝါးနေခဲ့ကြရ၏လွတ်လပ်ရေးရရှိချိန်တွင်ကျွန်တော်တို့အဖို့ကပအခြေအနေအရက်ကိုယထာဘူရကြကြစီးပူးလေ့လာကြရန်အချိန်ဖြစ်၏ဤသို့မစီးပူးမလေ့လာဘဲတိုးတက်ဖွံ့ဖြိုးခြင်းကမဖြစ်နိုင်ပါဂျပန်ပြည်သည်မီဂျီဘီယင်ခေလွန်ခဲ့သောနှစ်တရာမှစ၍ကပရေးရများကိုဂျပန်တစ်မျိုးလုံးစူးစမ်းလေ့လာကြရမှာ ်ယခုလိုထိတ်တန့်အဆင့်သို့ရောက်ရှိခဲ့သည်ရုရှား PE အလားတူကြိုးပမ်းချက်သည်လီနင်ခေတ်မှစတင်သည်မဟုတ်ပါ18ရာစုခေတ်၌ပီတာဘရင်ကိုယ်တိုင်ဥရောပတိုက်ကိုလှည့်လည်လေ့လာရာမှစခဲ့ပေသည်အင်္ဂလန်ပြည်သည်ရာသဝင်းတစ်လျှောက်လုံးနိုင်ငံခြားရန်များမှမောင်းထုတ်ခံရသောပညာရှင်ပေါင်းစုံတို့ကိုလက်ခံပြုစုကအတက်မျိုးစုံရှာမိခဲ့၏အမေရိကန်ပြည်သည်လည်းယနေ့တိုင်လူမျိုးပေါင်းစုံတို့၏ဗဟုသုတပေါင်းစုံတို့ ထွန်းကားရာနိုင်ငံအဖြစ်တိုးတက်နေခြင်းဖြစ်၏မြန်မာပြည်နှင့်တကွလွတ်လပ်ခါစားအာရှအာဖရိကနိုင်ငံအသစ်တို့သည်ဂျာနေဝါရကိုကျင့်သုံးကြခြင်းမှာလက်ဝဲလက်ရာအရှိအနောက်အုပ်စုနိုင်ငံအားလုံးနှင့်တင်းမြတ်စွာပေါင်းသင်းဆက်ဆံလျက်နှစ်ဖက်စလုံးမှဘဝတုတ္တများကိုစုံလင်းစွာရရှိလိုရဖြစ်၏ဤသို့သော အခြေအနေတွင်တရင်းစာများကလွတ်လပ်ခါစားဂျာနေပြည်သူလူထုကို လက်ဝဲတို့၎င်းလက်ရာတို့၎င်းတဖက်သက်မှိုင်းတိုက်ရိုက်သွင်းသင်ပါသလားမိတို့ပင်ဖြစ်စီကြေးမုံတရင်စာသည် ကိုတောင်းတို့လက်ထက်တွင်စောင်းရီအများဆုံးတရင်စာအဖြစ်ဖြင့်လက်ဝဲကိုဘေးတီးပေးကြရပါမြမပီသူများလက်ဝဲမှိုင်းမိကြရလေသည်တရင်စာဆိုသည်မှာစောင်းရီများလေတာဝန်ကြီးလေဖြစ်သည်ကိုတရိပ်ပြုသင်၏တရင်စာများကိုပြည်သူပိုင်ပြုလုပ်ခြင်းကကိုတောင်း၏ကြေးမုံတရင်စာသည် မြန်မာပြည်တွင်အကြီးဆုံးအကျွေးဝါသောဖြစ်၍အစိုးရဖို့အတော်အကျိုးများသည်ဟုကြားသိရ၏ကိုတောင်းအဖို့ဤဘဝ၌လူဖြစ်လာရာတွင် ကြီးကျယ်ဖွံ့ဖြိုးသောလုပ်ငန်းကြီးတစ်ခုကိုဖန်တီးကပြည်သူအစိုးရလက်သို့အနှံနိုင်ခဲ့သည်မှာစေနပ်ဖွယ်ဖြစ်၏သူသည်စံကုန်မြေလေးစည်ရင်းဝင်တူမဟုတ်တော့ပေသူ့ဘဝ၌အတိတ်ပဲရှိသည်မှာထင်ရှား၏သူသည်ခြင်းမုံတရင်စာကိုဦးစီးထုတ်လုပ်စဉ်ကလာကနှင့်အရရဝင်ငွေပေါင်း၃000ကျပ်ကျော်ရရှိခဲ့ရမှာ အင်းစိန်တောရကျောင်း၌ဝါဆိုပြီးချိန်တွင်လာက300ကျက်နှင့်ဘဝပြန်လဲထူထောင်ရေးလုပ်ခဲ့ပေသည်။ဤအချက်မှာသူ့ကိုတနာစေလို၍ပေါ်ပြခြင်းမဟုတ်ပါ။ကျွန်တော်လည်းအမေရိကန်တန်ယုံမှအလုပ်ထွက်ကဗမာခေတ်သို့ရောက်ခြင်းကအလားတူဒိုင်းမင်းထိုးခဲ့သည်မဟုတ်ပါလော။ဤကသတင်းစာလောက၌လုံယိုးလှုပ်စင်တရက်ဟု၍သာမှတ်ယူသည်။သတင်းစာလောက၌စီးမီးရေးဆွဲပြီးအတီတကြားမရှိတော့လေ။စာနယ်ဇင်းသမားတိုင်းသူ့စီးကန်းနှင့်သူ့ ကျင့်သုံးစောက်တီလျက်ရှိကြသည်သာညိုမြအခုဖတ်ပြခဲ့တာကတော့ဆရာညိုမြရဲ့လီစာဦးနဲ့ပတ်သက်တဲ့အနေနဲ့မှတ်ချက်ဖြစ်ပြီးတော့အခုဆက်ဖတ်ပြမှာကတော့ဇာယေသူကိုယ်တိုင်ရေးသားထားတဲ့အမှားတူလေးပဲဖြစ်ပါတယ်အမှားတူတက်ရှိသူကိုကိုဝါဖန်တီကတတိယလူဤအမည်ဖြင့်ရေးသားထားတော်လဲဣဇာဥပါအချက်များသည့် အဖြစ်မှန်များသာဖြစ်ပါသည်ထို့သောမှတ်သားမှုချွေရင်းခြင်းမေးလျော့ခြင်းတို့ကြောင့်ရက်ဆွဲတံပိုးစသောကဏ္ဍများလွဲမှားမှုရှိကောင်းရှိနိုင်ပါ၏စာအုပ်ရေးရာ၌ပြက်ကတိန်သဘောမြည်တိလ၌မြည်တို့ဖြစ်သည်မြည်တိလတွင်မြည်နယ်ဖြစ်သည်ဟုအချိန်ကာလအစဉ်စဉ်ရေးသောဤကိုမတုံးပါအကြောင်းအရာကိုမူတည်၍ရေးပါသည်အကြောင်းတစ်ခုခုအကြောင်းများကိုစုပေါင်းရေးပါသည် အချိန်ကာလမတူကွဲပြားပြီးအကြောင်းကံတူများကိုစု၍ရေးသောကြောင့် ရဖန်ရကာ၌အချိန်ကာလများခုံနေပါမည်ထက်သည့်အကြောင်းအရာများလည်းရှိနိုင်ပါသည်သို့သောအကြောင်းတူစု၍ရေးသားဤကိုသုံးပါကဤချုပ်ရွေးမှုကလေးများကိုရှောင်၍မရပါစာရေးသူစာပေဦးအချိန်1939ခုနှစ်ဇွန်လ၏နေ့တနေ့ဒေသညဦးမြို့အစိုးရအတတန်းကျောင်းကျောင်းဦးကြီးရုံကန်မြစ်စမာတဲ့အတတန်းကျောင်းသားကြီးများဆရာကြီးရုံကန်တို့လာခဲ့ရမည်ဟု စစ်ခေါ်ထားသဖြင့်ចောင်းသားចောင်းသူကြီးများသည်យងានတွင်သို့ရောက်ရှိနေကြသည်ဆရာကြီးကစစ်ခေါ်သည့်အကြောင်းကိုတင်ကြိုပြောမထားသဖြင့်အပြစ်တစ်စုံတရာရှိ၍လောစုံးမကျင်းမောင်းမိကိစ္စလောဟုတချို့ကစိုးရင်စိတ်ကလေးများနှင့်မျက်နှာငယ်နေကြသည်ចောင်းသားများစုံလင်စွာရောက်ရှိကခုံများ၌ထိုင်ပြီးကြသောအခါတွင်ဆရာကြီးသည်យងានငယ်မှထွက်လာသည်ဆရာကြီးမျက်နှာပြုံးရွှင်စွာတွေ့ရမှကျင်းမောင်းခံနေရကြចောင်းသားစိုးတို့မှတပ်ပြင်းချနိုင်ရှာသည် တိုင်းပြည်ရဲ့အသက်သွေးရောဟာစာပေပဲဟုအစကြီးကဆရာကြီးကစာပေလိုက်စားရင်တရားဟောတော်သည် စာပေဝါသနာအိုးတဦးပြတော်ဆရာကြီးကစာပေရေးရာမိန်ကွန်းကို အတန်ကြာပေးပြီးမှတို့เจ้าကလရဲမဂ္ဂဇင်းထုတ်ကြရအောင်ဆိုလေသည်ကျောင်းသားများသည် စာပေကို လိုက်စားလေ့လာဖတ်ရှုယုံမကစာပေရေးသားမှုကို လေ့ကျင့်ကြရမည်။ကျောင်းလက်ရည်မဂ္ဂဇင်းကိုမြန်မာဆရာကအယ်ဒီတာအဖြစ်ဆောင်ရွက်ထုတ်ဝေမည်။ ကျောင်းသားများက15ရက်အတွင်းစာမူပေးကြရမည်ဟုအစီအစဉ်ကိုပြောပြကလူစုခွဲလိုက်လေသည်တို့တော့ကြောက်ပဲဟိတို့ကဲ့သို့စာဝန္ဒနာမပါသူကျောင်းသားတို့ကဆိုကြသည်တောင်းတတော့မှကျောင်းသားလူငယ်နှစ်ဦးကမူမျက်နှာဝင်းသွားကြသည်ယင်းတို့နှစ်ဦးမှာစာကြဘိုးအောင်ဆိုးနှင့်တင်ပေါင်းပွားတာပဲကွာကလောင်တို့ရတော့မယ်တို့ကဲ့သို့အောင်ဆိုးကဆိုသည်ဘုံစွမ်းနဲ့လူစားကိုပြရတော့မယ်ကွာတို့ကဲ့သို့တင်ပေါင်းကျင်းသည် တို့နဲ့မုံစားလွတ်ချိန်တွင်အောင်စိုးနဲ့တင်မောင်တို့သည်သူတို့သွားရောက်လဲလျောင်ပြီးလေပန်းရာဒေသဖြစ်သောကျောင်းဤမလန်မကန်ရှိနတ်သမီးကမ်းမမှတကူသောမကြီးပင်အောင်တလင်းပြင်တွင်စုံကြသည်ငါတို့ဘာစာရေးကြမလဲတို့ကဲ့သို့နှစ်ယောက်သားနှီးနှောကြသည်လောကမှာယာသည်ဖွဲ့တာကိုရေးရတာလွတ်လပ်မှုအရှိဆုံးပေါ့ယာသည်ရဲ့အလှကိုဖွဲ့မယ်ကွာယာသည်မသိပန်းနဲ့ညီးတဲ့ပန်းတို့ရဲ့အလှကိုဖွဲ့နိုင်တယ်ကွာယာသည်ဖွဲ့ကရေးလို့မကုန်ဘူးကွာ ထိုကဲ့သို့အောင်ဆိုးကဆိုသည်ဟာငါပန်းဆိုလို့နေစီပန်းလောက်ပဲအမိကိုသိတာတခြားပန်းတွေကိုနာမည်တော်မမေ့တတ်တဲ့ကောင်ဆိုတော့ဗမာပန်းတွေအလှကိုဖွဲ့တယ်မလဲထိုကဲ့သို့တင်မောင်ကပြော၏ပန်းဝါသနာမပါဘူးဆိုတာမဟုတ်ပါဘူးတနေ့ကမျိုးစီရောက်တဲ့မန္တလေးဦးစိန်ဒေါ်သုံးပန်းဥယင်ကပန်းမျိုးစီကတ်တလောက်တကူမင်းစီစာလိုက်ကရောက်လာတာငါတွေ့တာပဲဩဒါကြောင့်ငါပန်းဝါသနာပါတယ်လို့မင်းကစွပ်စွဲကျင်တာလား ပန်ကတလောက်ကိုစားလိုက်ကမှားပြီးကြည်တာကငါဘုံမဟုတ်ဘူးငါတို့အိမ်ရှိကန်နာဘက်ကယာကင်းကယာသမားကြီးမှနှစ်စဉ်ပြောင်းမှုစိုက်ခဲ့တာတွက်သားမကြိုက်ဘူးကွာတို့ညာဦးကဖျားရီပေါ်တော့မေမျိုးကပန်းတွေအများကြီးဝယ်ရတယ်မို့လားအဲ့ဒီတော့တွက်ချင်မကြိုက်တဲ့ပြောင်းကင်းမှာဖြစ်ထိုးနိုင်တဲ့ပန်းကိုစိုက်ဖို့အကြံပေးခြင်းလို့မှားကြည့်တာကွာတင်မောင်ကရှင်းပြသူကိုအောင်စိုးကထိုက်၍ငင်းချက်မထုတ်တော့ပေဒါဖြင့်မြင်းရေးချင်တာကြီးငါတော့ယာတီပွဲပဲရေးမှာပဲမိုးရတီကြောင့်ရေးမယ်ကွာ ထိုကဲ့သို့အောင်စိုးကသူ့ဆုံးဖြတ်ချက်ကိုပြောသည်ဒါလည်းမင်းစိတ်ကူးရင်သာပဲကွာငါတို့နေတဲ့မိုးခေါင်ရေရှာရက်ဝင်းဒေသမှာတခါတလေတစ်နှစ်လုံးမှာမှမိုးရေချိန်၃လလက်မှတော့မရွာတတ်တာရှိတယ်ဒီလောက်၆တွေးတဲ့ဒဲခံတိုင်းရတပိုင်းမှာနေပြီးတော့မိုးရသည့်ဘွက်ကိုစိတ်ကူးရင်လို့မဖြစ်ဘူးငါအမြင်ကဒုတ်တရီကမိုးကိုမျောနေလို့မဖြစ်ဘူးပိုက်နဲ့တွေတဲ့ရေဖြစ်ဖြစ်ရတဲ့နီးနဲ့ရေကိုရှာဖွေပြီးတော့သီးနှံတွေဖွံ့ဖြိုးရေးကိုလှုပ်ရမယ်ကွာတင်မောင်ကသီးနှံစိုက်ပျိုးရေး ရေရရှိရေးစီမံကိန်းပြုတင်ကြောင်းကိုဆက်၍ပြောပြသည်အောင်စိုးကမူ၆တွေ့သောကောင်းငင်ပြင်းကြီးကိုမော့ကြည့်ကစိတ်ကူးနိုင်မိုးသားတိတ်လိမ့်များဖြစ်ဆွဲ၍ပကြီဆွဲနေသည်ကျောင်းမဂ္ဂဇင်းထွက်သောနေ့တွင်ဆရာကြီးကတပည့်တို့အားခေါ်ပြန်ပြီးမဂ္ဂဇင်းအောင်မြင်မှုကိုပြောပြသည်မဂ္ဂဇင်းမှာစောင်းပါကဗျာဝိတုတို့သည်အစဉ်အတန်မြင့်လှပါသည်ဟုဆိုသည်အကောင်းဆုံးစာကတော့အောင်စိုးရဲ့ခါဝတ္တမိုးဥဒ္ဓဝယ်ကလေးပဲကွာထိုကဲ့သို့ဆရာကြီးကကြီးကျူးလိုက်လေသည် ကျောင်းသားများကိုလူစုခွဲပြီးနောက်ဆရာကြီးကမဂဒင်းစောင်းမရှင်တဦးဖြစ်သောတင်မောင်အားသူ့ယုံကဲတွင်သို့တီးတန့်ခေါ်တော်၍နှစ်ယောက်တည်းစကားပြောသည်မင်းရဲ့ကျောင်းပြုပြီးစောင်းမမှာအိမ်သာပြုပြီး၍တင်းနှစ်ကွင်းပြင်ဆင်ရင်းနဲ့ကျောင်းမှာဘန်းပင်နေစိုက်ဖို့တွေပါစုံနေပါလားကွာမင်းကြံပေးတာတွေအားလုံးလက်ခံပါရဲပြုပြင်ပါမယ်ဒါပေမဲ့မင်းရဲ့စောင်းမမှာဆရာတရအပေါက်ဆိုးတာကိုဖွင့်စော်ထားတာကတော့တော်တော်ယုံဆိုးတယ်နောက်အဲ့ဒါမျိုးကိုတော့မဂဇင်းထဲကိုမှာ ဖွဲ့မရေးပဲနဲ့ဆရာကြီးကိုတွတ်တွတ်လာပြောပါကြံတဲ့ပြုပြင်ဆရာတွေလည်းဆက်ပြီးတော့ရေးပါ ထိုကဲ့သို့ဆရာကြီးကဩဝါဒပေးလိုက်သည်ဇပောက်လိုက်တော့အခါအောင်စိုးသည် စာနုဆရာရတစာပေသမားစာရေးဆရာတူဖြစ်လာကတင်မောင်းကဝေဖန်ရေးဆရာတရင်စာသမားဖြစ်လာလေသည်